အားလုံးပဲမင်္ဂလာပါကျွန်တော် channel လေးကနေကြိုဆိုပါရစေ။ကျွန်တော် channel လေးကိုလည်း like subscribe နေထားပေးကြပါဦး။ကျွန်တော်ဒီနေ့မှာတော့မနက်ပိုင်းကတော့3ရှင်းညနေမှာတော့6ရှင်း6ရှင်းကတော့ဒါပြောမယ်ဆိုတော့ကျွန်တော်ပြောလို့နော်ဒီ6ချိန်မှာတော့ break ကျွန်တော်အဓိကပြောရတော့ break နှလုံးစာပေါ့နော် break နှလုံးစာရှိတယ်။ break နှလုံးစာနဲ့ခဏ3ခွက်လောက်တော့ထပ်ပို့ရပါတော့နော်20နဲ့3ခွက်လောက်ရှိတယ်။ဒါပေမဲ့ loss ရဲ့2ခွက်ကတော့သူကဆင်းသွားပြီ။ တော့ကွာကတော့ဆင်းသွားရင်ဆိုတော့ဒီ6ရှစ်6ရှစ်ဆိုတဲ့ကဏ္ဍကတော့ဒါပြောမယ်ဆိုတော့ဒါဒီတချို့ပြောမယ်ဆိုတော့ဒါအဓိကကျွန်တော်ပြောချင်တာတချို့ကလန်တာကြီးတတ်တဲ့လူဆိုရင်ဒါအေးပိုရနိုင်တယ်ဘောနော်ပြောချင်တာတော့ဒီပြတဲ့ site တွေကြီးပြီးဒီမှာဘောနော်နစ်ကိုအဓိကနစ်ကိုဒဲထွက်ပြီးအင်္ဂါနဲ့တောက်ကြတဲ့ကဏ္ဍပြန်ကြဆိုတာကသူကတော့အများဆုံးကတော့ဒီနစ်ကိုထွက်တဲ့ site နဲ့တောက်ကြနေရကဏ္ဍကပြန်ဆင်းတာများတယ် ဒီအင်္ဂါနေ့ကနန်းကဆင်းတဲ့ချိန်ကြီးကကျွန်တော်တို့ဒီဈားထဲမှာတော့တိတ်မရှိဘူးဒီ3ည5နဲ့6တုံးဒီနှစ်ပင်လောက်ပဲတူအောင်လို့ဆင်းပေးတယ်ကျွန်တော်တို့ခုလက်ရှိတဲ့ပင်နဲ့ဆိုရင်3ပင်ပေါ့နော်ဒီဟာလေးတော့ဆင်းပေးတယ်ဒီနစ်ကိုထွက်တဲ့ဒီအင်္ဂါနဲ့အင်္ဂါကနန်းကဘာနဲ့သွားညိလဲဆိုတော့ကျွန်တော်ဒီမမ်ပါတွေအဓိကပြေးတယ်ပေါ့နော်ဒီ66 66နဲ့အဓိကသွားညိတယ်ဒါမမ်ပါတွေကိုကျွန်တော်မိန်မွေးမှာအဓိကပါတယ် ါမဲ့ကျွန်တော်အဓိကပြောတာတော့တို့တို့ဟာကြံ franchise တွေကနောက်ကြတယ်နောက်ကြတယ်ဆိုတာဒီ6ချောက်ထွက်ပြင်သူပေးနေကြ site line ဆိုတော့တင်းလိုက်အင်္ဂါထား၂ရက်အတွင်းကိုသူကအဓိကကြပေးတာများတယ်အဓိကကြပေးတာများတဲ့အခါဖြစ်တဲ့အတွက်ကျွန်တော်ဒီ9 6 8ဘူးကလည်းကျွန်တော်ကြပါပြီတော်တော်လေး9 6 8ဘူးတော့ကလည်းကျွန်တော်ပြောမယ်ဆိုရင်ကျွန်တော်တင်ပေးသေးတယ်တင်ပေးရဆိုတော့သူကနှစ်ခွက်လုံးဆင်းတယ်အဲတော့ကလည်းအဓိကတော့ကျွန်တော်ညမနဲ့ခဏပေးတာပေါ့နော် ဒီ96ကငါ68ဘူးကဘာလို့ထက်ဆိုတော့ကျွန်တော်ဒါဒီနှစ်ထဲမှာဖြစ်ပေးနေတဲ့အပြင်ရေပေါ့နော်ဒီမှာ9ဘူးကျွန်တော်96 10ဘူးနှစ်ခွက်လုံးဆင်းတဲ့သူ့ရင်ဘက်ကနေပေါ့နော်ဒီမှာ96 10ဒီနှစ်ထဲမှာဖြစ်ပေးနေတဲ့စာပေတွေပေါ့နော်ဒီလိုလေးရယ်ဆိုကျွန်တော်ကတော့နည်းနည်းမှတ်မိတာများတယ်အဲဆိုတော့ဒီ site လေးနဲ့လည်းတွားကြည့်တာဖြစ်တဲ့အတွက်ဒီ96နှစ်တင်တဲ့96ကကျွန်တော်အဓိကပေးပြတယ်နော်ဒါမှမဟုတ်မင်းမွေးဆိုပေမဲ့ကျွန်တော်ဒီ မမမိန်မွေးဆိုမယ်လဲကျွန်တော်ဒါဟိုအားလုံးကိုရစေခြင်းနဲ့စိတ်နဲ့ကျွန်တော်ချပြပေးတာပေါ့နော်ဒါရတဲ့လူလည်းရမယ်မရတဲ့လူလည်းမရဘူးပေါ့နော်ဒါတော့ပြောမယ်ဆိုရင်ဒီကျွန်တော်ပြောချင်တာကတော့အတိအကပေးထားတာက3 break ကမှန်မှန်တယ်ပေါ့နော်မှန်တယ်ဆိုတာကဒီဘာလို့လဲဆိုတော့သူ frame site တွေကလည်းဒီနှစ်ကိုထွက်တဲ့ site နဲ့ကြည့်မယ်ဆိုရင်ဒီ3 break ကလည်းတော်တော်လာတယ်ဖြစ်တဲ့အတွက်ဒီ3 break ကလည်းလက်လွတ်လို့မရဘူးဒါပေမဲ့ ျွန်တော်တို့ကဒီသုံးပရိတ်ကကျွန်တော်တို့ကမွေးပြီးမှကစားရမယ်အနေထားဖြစ်တဲ့အတွက်အဲထွက်ခဲ့ဒီတပတ်ပေါ့နော်ထွက်ခဲ့ထွက်ခဲ့ရင်ကျွန်တော်တို့ဘလောက်တိုင်းတာနဲ့မထွက်ခဲ့ရင်ဘလောက်တိုင်းတာနဲ့ဒီလိုလေးကစားရင်တော့ပို့အဆင်ပြေမယ်ထင်ပါတယ်။ဘာလို့လဲဆိုတော့ဒီအဲနေလိုက်ဖိုးခွက်ကတော့ကျွန်တော်ပြောလို့ဒီ6ရှစ်ဆိုရင်လည်းကျွန်တော်မနေ့ကကြံခဲ့မှာကြောင့်ကျွန်တော်6ရှစ်ကိုရေးပေးလိုက်ရတယ်နော်ဒီမှာ6ကို6ရှစ်ကျွန်တော်ဘီကိုလည်းမနေ့ကအဲနည်းနည်းနောက်ကျနေရဖြစ်တယ်ကြောင့် position ကိုကျွန်တော်ဒီတိုင်းပဲအဓိကပေးလိုက်ဟုတ်ပြီအဲ့ဒါဆိုတော့ကျွန်တော်ဂျာရီတောက်ဂျာရီကိုသူတို့နဲ့လိုရင်းလဲမေးလဲလိုရင်းလေးပဲကျွန်တော်သွားလိုက်ကြအောင်ပေါ့နော်ဒီကဒီ position ပေါ်တူညာနဲ့ position ဖက်တဲ့ sign နဲ့ကျွန်တော်တို့ကြည့်ပါနော် position ထွက်တဲ့ sign ပထမတစ်ခုကကျွန်တော်ပိတ်ရမကြည့်တော့ဘူးနော်ပိတ်ရဆိုတော့ကျွန်တော်ဒီနောက်ဆုံး၃ game မှာသူဖြစ်ပေးနေတာကျွန်တော် break နှလုံးကိုအဓိကထားပြီးမှတွေ့တယ် break နှလုံးကကျွန်တော်ဗာ break လဲဆိုတော့ကျွန်တော်တို့ဒီမှာ3ဆိုရယ်3ရ break ပေါ့နော်ဒီမှာ1 9 8နဲ့ ပြီးတော့ tip break ဒါကိုရှစ်ထွက်ပြီးမှเนาะသူရှိမှထွက်တာတွေကိုကျွန်တော်မပြောလို့ဘူးကိုရှစ်ထွက်ပြီးမှထပ်ထွက်ပြီးတဲ့ break ဒီဒုတိယဒီပထမတစ်ပြိုင်မှာဆိုရင်3ရှစ်ဒီမှာဆိုရင်တစ်တုံညာဒီမှာဆိုရင်6ညာအဲ့ဒါဆိုတော့ကျွန်တော်တို့ကကျွန်တော်က break ကိုဒီ၄ချိန်စာမှာ3 break ကတော့ကျွန်တော်တို့ပုံမှန်တိုင်းစာပါမယ်ဒီအဓိကလိုက်ရမှာကတော့ကျွန်တော်3ညာ break ပြီးတော့ tip break ကရှိတယ်ကျွန်တော် tip break ကိုကအဓိကရွေးကွက်ကိုပဲအဓိကစာပါမယ် အဲ့ဆိုတော့ကျွန်တော်တို့ဒီ tip rate ကိုကကျွန်တော်တို့ရွေးခွဲကစားတော့မယ်ဆိုတော့၃ည break ကို main line မှာဒါ channel ရဲ့၄ချိန်။အဲ့ဆိုတော့၃ည break ၃ည break ကိုကျွန်တော် main line ရမယ်ဟာလဲတခြား site နဲ့ညှိတယ်။ tip rate ကိုရွေးခွဲဖဲကစားရမယ် site ကလည်းကျွန်တော်နောက်တစ် site နဲ့ညှိတယ်။ညှိတာဖြစ်တဲ့အတွက်ကျွန်တော်အဲ့ဒီ knee right throw web တွေကိုပြပေးမယ်။ပြီးတော့ဒီ coach ထွက်ပြီးတော့ကျွန်တော်ဒီမိတ်ဆွေတို့အနေနဲ့ဒါပြီးရတဲ့တိတ်မကြသေးဘူးဆိုတော့ကျွန်တော်တင်းနဲ့၃လေးအခွေပေးဘူးတယ်။ တင်းနှစ်သုံးလေးခွေပေးဘူးတာဖြစ်တဲ့အတွက်ဒါမိတ်ဆိုရင်းနဲ့တင်းနှစ်သုံးလေးကိုကြိုက်လိုက်ကြိုက်တယ်ဆိုရင်ကစားလို့ရတစ်ချိန်ကတော့သူကဆင်းပေးနိုင်တယ်။အဲဆိုကိုရှိတော့ပြင်ဒီမှာတင်းနှစ်လေးဘူးပေါ့နော်ဒီမှာဆိုရင်လေးဘူးတစ်ချိန်ပဲကြားတယ်ဒီမှာဆိုရင်တင်းနှစ်ဒီအခွေကစားမလားဒါမှတင်းနှစ်ပါတာကိုအဓိကထားပြီးကစားလို့ရတယ်ပြီးတော့ဒီတင်းနှစ်96ဆိုရင်ကျွန်တော်တို့ဒီလေးပင်လုံးနဲ့ညီတယ်ဒီမှာဆိုရင်9နှစ်ပေါ့နော်ဒီမှာဆိုရင်တင်းနှစ်6နှစ်65တင်းနှစ် တင်းနဲ့65ဒီလိုလေးကစားလို့ရတယ်ပြီးတော့တင်းနဲ့40ဆိုရင်တော့ဒီနောက်ဆုံးဖြစ်ပေးနေတဲ့ဒီပိတ်ရက်မှာပေါ့နော်ဒီနောက်ဆုံးဖြစ်ပေးနေတဲ့ပင်ရင်နဲ့ဆိုရင်ညီတယ်တင်းနဲ့4ဘူးရယ်30ရယ်4ဘူးရယ်တင်းနဲ့မိတ်ဆိုရင်တင်းနဲ့ကိုအတိအကျ UPB ကစားပေါ့နော်ပြောမှာဆိုဒီတင်းနဲ့ကတခြား site တွေနဲ့လည်းကြာနိုင်တာမျိုးရှိတယ်အဲဆိုတော့တင်းနဲ့ကိုအတိအကျဘာလာကစားကျွန်တော်ဒီတင်းနဲ့3လေးတင်းနဲ့3လေးခွေလဲကျွန်တော်ရှိမယ်အဲ့တော့မိတ်ဆွေတို့အနေနဲ့ဘယ်ဟာကိုဥတည်ပြီးကစားမလဲဆိုတာတော့ဒါမိတ်ဆွေတို့အနေနဲ့ ရွေးချယ်ကြည့်ပေါ့နော်အဲဘာလို့ဆိုတော့ကျွန်တော်ဒီ၄ချိန်၄ချိန်သာပဲကြံတော့တာဖြစ်တဲ့အတွက်ပေါ့နော်ကျွန်တော်အဓိကရွေးချယ်ပြမှာကကျွန်တော်အကြိုက်ဆုံးဆိုရင်တစ်နှစ်တစ်နှစ်ကိုမှကျွန်တော်တစ်ပူရဲ့နှစ်ပူရဲ့ကျွန်တော်ဒီ၃ခွက်ကိုပဲကျွန်တော်ကစားမယ်ဒါတော့ကျွန်တော်အကြိုက်ပြောပြရအောင်နော်တစ်နှစ်တစ်ပူကျွန်တော်နှစ်ပူဒီ၃ခွက်ပေါ့နော်ဒါမိန်၃ခွက်အာဒီကြံတဲ့ကျွန်တော်၄ချိန်မှာ ကျွန်တော်အကြိုက်ဆုံးပေါ့နော်ဒါပြောပြပေးတာဒီ၃ည break ကကျွန်တော်ပြပေးမယ်နော်လာမယ်ပြီးတော့ဒီ tip break ကိုရွေးခွက်ကိုပဲကျွန်တော်ကစားမယ်နော်အဲဆိုတော့ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ၅တုံးထွက်တဲ့ sign တွေကိုကျွန်တော်တို့တစ်ချက်ကြည့်မယ်၅တုံးထွက်တာကသူ့၅တုံးထွက်ပြရပါငါတုံးထွက်ပြီသူအရင်ပုတ်တခုနေကနေ၃ညရှိကဒီမှာကြာရင်းနေနော်ဒါကြာရင်းနေနေတိုင်းထိုးွက် tip ပြောမယ်ဆိုရင်တော့၃ညဘရိတ်ကတော့၂ရက် tip ဘရိတ်ကတော့မနေ့ပြန်ကြာဘရိတ်နေဖြစ်နိုင်တယ်။ရခိုင်တော့ပုံများတယ်။ဘာလို့လဲဆိုတော့၅တုံးလို့ထွက်ပြရတယ်၊၃ညရှိက၃ညရှင်းနော်။အပြီးတော့ဒီဒုတိယတစ်ပတ်မှာ၃ဘူးပေါ့နော်။သူကတော့ညနေကနေ၃ဘူးကကျွန်တော်ဒီမှာ၃ဘူးလို့ဆင်းတယ်။ကြာဘရိတ်နေမှာ၃ဘူး။ပြီးတော့တင့်၅ကတင့်၅လို့ထပ်ဆင်းတာမျိုးရှိတယ်။ဒုတိယတစ်ပတ်မှာနော်။တင့်၅ကဒီမှာတင့်၅ အဲ့ဒါဆိုတော့ကျွန်တော်တို့ကဒီတစ်ပတ်မှာကျွန်တော်တို့တင့်နေဆိုတာတစ်ခွက်ရှိတယ်သူကညမနဲ့ကနန်းစဉ်းစားလိုက်မယ်ဆိုရင်အဓိက9လေးနဲ့9 6ရှိမယ်ပြီးတော့တင့်နေတစ်ခွက်ရှိမယ်ခွန်လေးရတော့ကျွန်တော်ဒုအနေနဲ့ကစားလို့ရတယ်ဒုတိယတစ်ပင်မှာသူကြပေးနေတဲ့အတိုင်းဆိုရင်3ဘူးတင့်ငါပေါ့နော်တင့်ငါ3ဘူးသူဆင်းပေးတယ်ဟုတ်ပြီပြီးတော့ဒီမှာဆိုရင်တင့်နဲ့96တင့်နဲ့96ကတင့်နဲ့96လို့မကြပဲနဲ့ဥပမာပေါ့နော် တင့်ငါတို့တစ်ချောက်တို့နှစ်ငါတို့နှစ်ချောက်တို့ဒီလိုလေးခွေကြမလားခွေကြမလားဆိုရင်ကျွန်တော်ဒီမှာဆိုရင်ခွေတွေနဲ့စဉ်းစားလိုက်မယ်ဆိုရင်တင့်နှစ်ငါချောက်ဒါကျွန်တော်ရွေးချယ်တော့ပြောပြအောင်နော်မိတ်ဆွေတို့လည်းဒါကိုမိတ်ဆွေတို့အနေနဲ့တစ်ချက်စဉ်းစားကြည့်ပါနော်ဖြစ်နိုင်လားမဖြစ်နိုင်လားပေါ့နော်ဒါကျွန်တော်ရွေးချယ်တယ်အဓိကပါနော်အဲ့ဆိုတော့ကျွန်တော်အဓိကရွေးချယ်တာကတင့်နှစ်ငါချောက်ခွေရဲ့ဒီကျွန်တော် main တုံးဝယ်ရဲ့ ရှိမယ်ဒါကျွန်တော်ရွေးချယ်အောင်เนาะဒါ၃ည break ကလည်းဒီ site အတိုင်းရတယ်ဆိုရင်ကြာပေးနိုင်တယ်၃ည break ကိုလည်းကျွန်တော်ပြပေးမယ်เนาะအဲဆိုတော့ကျွန်တော်တင်းနေ96ခွေရဲ့ဒီတင်းနေရ96ရဲ့ကျွန်တော် main တင်ထုံးမဲ့ခွန်လေးရ2ကျန်တဲ့တင်းနေ3လေးကလည်းထပ်ပြီးမှကြာနိုင်ဒီတက်ပူးရဲ့နှစ်ပူးရဲ့ site ကိုလည်းထပ်ပြီးပြပေးမယ်เนาะအဲဆိုတော့ကျွန်တော်ဒီကတော့မနေ့ပြန်ပေးနိုင်တယ်เนาะဒီ3ခွေ9596တင်းနေ ဒါတော့ဂျာရီနေဆိုင်အဲ့တော့ကျွန်တော်တို့ပြီးခဲ့ပါဘောနော်လေးတုံညာထွက်တဲ့ဆိုင်နဲ့ကြီးမယ်လေးတုံညာထွက်တဲ့ဆိုင်နဲ့မှာဒါတစ်ပုနှစ်ပုကိုကျွန်တော်ဘာလို့ပေးလဲဆိုရင်ကျွန်တော်ပြပြပြနော်ဒီလေးတုံညာထွက်ပြီးတော့သူကသူ့ရဲ့မနက်ကနာဘောနော်တစ်သုံးကတောက်ကြညနေမှာတစ်သုံးလို့စဉ်းစားမျိုးရှိတယ်တစ်သုံးလို့စဉ်းတယ်ပြီးတော့ဒါမှမဟုတ် ပြီးတော့တောက်ကြမနေနဲ့တစ်လေးကသူမှာတစ်လေးလို့စဉ်းစားရှိတယ်။အဲ့လိုစဉ်းစားရှိတဲ့အတွက်ကိုကျွန်တော်တို့ကဒီတပေမှာကြည့်ရမစင်းတစ်ပူနဲ့နဲ့ပူဒီနဲ့ကွဲရှိမယ်။အဲ့ဆိုတော့ကျွန်တော်ခုနပြောတယ်တစ်ပူနဲ့နဲ့ပူကိုကျွန်တော်အိကရွေးချယ်တော့နော်။ပြီးတော့ဒီဒီမှာဆိုရင်တော့ကျွန်တော်လေးတစ်ပေါ့နော်။ဒီလေးတစ်ကလည်းဒါပြောပြောရမယ်ဆိုရင်တော့ဒီဒါ လေးတက်ကတက်လေးလို့ဆင်းတာမျိုးလည်းဖြစ်နိုင်တဲ့ဖြစ်တဲ့ကျွန်တော်ကို6တော့ကိုဒါတော့နေ့တိုင်းမှာထည့်ကစားမှာပေါ့နော်ခဏနေရပြောမှဆိုရင်တိချချုပ်လိုက်မယ်ဆိုတော့ကိုအဓိကလိုက်ရမယ်ဟာတော့အပွက်ကတော့မများပါဘူးပြီးတော့သူ့အပေါ်မှာအထောက်လေးကိုကျွန်တော်ပြပေးမယ်နော်ဒီမှာဆိုရင်3 break ဒီမှာ6 break ပေါ့နော်ဒီမှာဆိုရင်3 break ဒီမှာဆိုရင်6 break 6 break မှာ6 break သူ့ရဲ့ဘေးမှာပေါ့နော်ဒီမှာဆိုရင်3ည4 break ဒီဒီဘက်မှာဆိုရင်4 3ည break ဒီကြားတဲ့ကတုံညဘူးကကျွန်တော်ကြာရင်းညနေမှာတုံညဘူးလို့ကြားရဲဆိုရင်ဒီတစ်ပတ်မှာကျွန်တော်တို့ကိုငါပေါ့နော်လေးဘရိတ်ကဒီမှာလေးဘရိတ်လို့ပေးနိုင်တယ်ကဲယူလေးဘရိတ်မပေးဘဲနဲ့တုံညဘူးတုံညဘရိတ်ပေးရမယ်ဆိုရင်ကျွန်တော်ဒီတစ်ပတ်ဒီဘက်တစ်ပတ်မှာကြီးလိုက်မယ်ဆိုရင်ကျွန်တော်တို့80နှစ်တကွက်ရှိတယ်အဲဆိုတော့ကျွန်တော်ဒီတုံညဘရိတ်မှာကျွန်တော်80နှစ်တကွက်ကို maintain ကစားမယ်အဲဆိုတော့80နှစ်ကို maintain ကစားမယ် ဘိန်းကတော့ကျွန်တော်တို့80နှစ်80နှစ်ပြီးတော့ကျွန်တော်ပြောမှဆို3ရက် rate မှာနောက်တစ်ခွဲကြိုက်တာပေါ့နော်ကြိုက်တာတော့ဒါကြမကြတော့အချိန်တွေတော့ပြောမရဘူးနော်30ပွန်တစ်ခွဲကျွန်တော်ကြိုက်တယ်အဲ့ဆိုတော့ကျွန်တော်တို့ဒီဂျာ rate တောက်ကြမှာဒီ၄ချိန်ပါပေါ့နော်အဓိကလိုက်ရမှာက1156ဒါမဲ့ tip break ကျွန်တော်ရွေးွက်ပေးရမှာနော်ဒီကွက်ကတိရိမှာ30နဲ့ကျွန်တော်တို့ ငါ6ဒီနှစ်ခွက်ပဲစာအောင် sorry ဒီတုံညာနဲ့ကျွန်တော်တို့96ဒါမဲ့ကျွန်တော်တစ်ချက်စဉ်းစားကြည့်ရအောင်เนาะဒါသုံးလုံးဝင်နေနေလဲကြာမယ်လို့ဒါမှမဟုတ်တွေ့တဲ့ site ကိုပြောပြပေးရအောင်เนาะဒါမေးဆွေးတော့ဒါတော့ပြောမယ်ဆိုတော့ခဏနေရတခါကျရင်ကိုယ်ကကြည့်ရင်တော့နည်းတယ်ပေါ့เนาะ နည်းတယ်ဆိုပေမဲ့ तू ကပြောမယ်ဆို site တစ် site နဲ့ site ကြီးရင်ကနန်းတွေကတိုးတိုးလာဒါပေမဲ့တိကျချုပ်လိုက်မယ်ဆိုရင်တော့အဓိကလာရမယ်ဟာကတင်ကစားရမယ်ဟာအကွက်သိမ့်မရှိဘူးပေါ့နော်သုံးလုံးဝင်ဆိုတာကျွန်တော်ပေါ့နော်ကိုရှစ်ထွက်ပြီးဒီမှာတင့်နဲ့သုံးညတစ်သုံးညပေါ့နော်ဒီမှာဆိုရင်နှစ်တစ်ကျွန်တော်ဒီသုံးဝက်လေးရှိမယ်သုံးညတင့်နဲ့သုံးညတင့်နဲ့ဒီအခွေလေးပေါ့နော်သုံးလုံးဝင်လေး အဓိကသွားကြတာတော့သူကတော့တင်းနဲ့တကွက်ကအဓိကသွားကြတယ်။တုံညာတင်းနဲ့အခွေကစားတဲ့လူကဆိုရင်ကျွန်တော်အဓိကပြောချင်တာကကျွန်တော်တို့ကဒီမှာတစ်တုံညာပေါ့နော်ဒီမှာဒီ main တုံးကွက်ကလည်းပါသွားပြီတစ်တုံညာတကွက်လည်းပါသွားပြီတကယ်တမ်းဒီလေးလုံးဝင်နဲ့ကျွန်တော် break ကိုအဓိကကစားရင်ဒီပြောမယ်ဆိုရင်ခဏနေရပါသွားပြီပေါ့နော်ဒီလေးလုံးဝင်မှာဆိုရင်လည်းကျွန်တော်တို့ဒါတင်းနဲ့က ပါပြီးတာပြီးတော့ဒီ brain မှာဆိုရင်လည်း၃ညဘူးပါပါပြီးတာ၃ညတင်းနဲ့ဖွေမှာဆိုရင်เนาะအဲ့ဆိုတော့ကျွန်တော်တို့ကဒီ၃လုံးဝေကိုဒါဖယ်လိုက်လို့ရတယ်ပြောပြเนาะအဓိကလိုက်ရမှာကကျွန်တော်ဒီနှမစံဒါ၄လုံးဝေ၄လုံးဝေရဲ့ကျွန်တော်ဒီနေ့တိုင်းထိုးဝယ်ရင်၃ညပြည့်ဒီနေ့တိုင်းထိုးကွက်မှာကကျွန်တော်ဒီမှာ၁၃ညရဲ့၅၆ရဲ့၇၄ရဲ့ပေါ့เนาะတကယ်တမ်းတွက်ကြည့်လိုက်မယ်ဆိုတော့ဒါအကွက်ကဘာမှတိတ်မရှိဘူးเนาะ ကျွန်တော်လေးလုံးဝင်တဲ့အတိကား break တစ်လုံးစားပဲရှိမယ်ဒီကျွန်တော်တို့မတူတာဆိုလို့84တက်ခွဲရဲ့84တက်ခွဲပဲပူပါလာမယ်နော်84လေးလုံးဝင်တဲ့ကျွန်တော် break တစ်လုံးအပြင်84တက်ခွဲပဲပူပါကျွန်တော်ပြောလို့ဒါမိတ်ဆွေတွေနဲ့3 break ကတော့ချိန်ပြီးမှကစားကြပါဘောနော်အဓိက ပြီးတော့ကျွန်တော်95ဒုဝက်ကြံခဲ့ရနော်95အဲဆိုတော့ကျွန်တော်ဒီ main တုံးဝက်ကကျွန်တော်ရွေးချယ်ရတဲ့196ခွင်နဲ့ကျွန်တော်အဓိက main တုံးဝက်ပေါ့နော် break ကလည်းပါတယ်အဲ့ဆိုတုံညတင်းနဲ့ပြေဖြတ်လိုက်တာပိုအဆင်ပြေမယ်ထင်ပါတုံညတင်းနဲ့ပြေ35ချီလေးရပြီးတော့ကျွန်တော်တို့ဒီ main တစ်ခွက်ပေါ့နော်တစ်ခွက်ကတော့ကျွန်တော်တို့50ပိုတစ်ခွက်ရှိတယ် ကျွန်တော်ဒီအရင်ကတင်ပေးထားတဲ့ကဏ္ဍတွေပေါ့နော်85တစ်ခွက်ကြာအောင်မယ်ပြီးတော့60နှစ်တစ်ခွက်ကြာအောင်မယ်60နှစ်ဆိုရင်လည်းကျွန်တော်တင်းနေငါ6ခွင့်မှာပါတာဖြစ်တဲ့အတွက်ကိုမိန်တင်ကစားကြအောင်နော်65ကိုတင်းနေငါ6ခွင့်ပြီးတော့ကျွန်တော်59တစ်ခွက်ကတော့မမေ့နဲ့နော်ဘာလို့လဲဆိုတော့ကျွန်တော်ဒီပြောမစက50နှစ်တစ်ခွက်ကကျွန်တော်ဒီကပေးထားတာပေါ့နော်အော်အော်59တပတ်တာတစ်ခွက်ကောင်းပေါ့နော်85 ဒီကပြီးတော့ဒီငါးခုလို့ခေါ်ကွာလဲပြောမစွဲတာဒီပုံတစ်ခုနေမှာမကြတယ်ဘူးလက်ပြန်မှာဆင်းရင်ထပြီးမှဆင်းနိုင်တယ်အဲဆိုတော့ဒါကျွန်တော်ဒီကကြံသေးချိန်စားဖို့နော်အဲဆိုတော့ကျွန်တော်ဗီဒီယိုတွေကတော့ဒီလောက်ပါပဲနော်ကြည့်ပေးရအောင်ရှင်းနိုင်ကိုကျေးဇူးတင်ပါတယ်အဲဆိုတော့မိတ်ဆွေတို့ဒါအောက်ွယ်မိကြပါစေ